ောက်မဲ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဟာဆိုရင်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့48နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ဒီမွေးနေ့အထိမ်းအမှတ်အဖြစ်ရှေ့တန်းစစ်မြေပြင်တွေကနေပြည်ရင်းပြည်ပကပြည်သူတွေစီကစုတောင်းစကားတွေပြောဆိုနေကြပါဗျ။ စေတနာအာရခပြည်သူအကျိုးပြုစေခံကမတ်မျိုးခင်ထေးကဗိုလ်ချုပ်အားအာရခပြည်သူတရက်လုံးအတွက်အလင်းတန်းကိုစွမ်းဆောင်နိုင်တဲ့နေမင်းကြီးဆိုပြီးတင်စားခဲ့ပြီးအနာဂတ်ရည်မှန်းချက်များအောင်မြင်ပါစေကြောင်းဆုတောင်းခဲ့ပါတယ် Happy birthday ဘာကိုရှောင်းအဖာပြည်ရဲ့အတွက်အရက်ခပြည်သူတရေလုံးအတွက်အလုံးတိုင်းကိုဆက်ဆောင်နိုင်ပါတယ်ဒီမုန်ကြီးဖိုက်ပါတယ်ကိုရှောင်း ဒီနေ့နမောဘာလခဏရနေ့မှာကြာတော့တဲ့လေးစင်ခဏိုင်းနဲ့မူနေမှာသာကျမပါစီတက်ညော်တာကြော်ရပါစီဟိုရှော့တမဲထားရရှာမဲထားရလန်းစင်ဒီရီထားရအသာဒီအလုံးအောင်မောင်ပြိမာပါစီတို့ဆုတောင်းမိတ်တာပို့တာပါရဟိုရှော့အကြံရောတမျိုးသားလုံးအတွက်ခိုင်မာရအမျိုးသားတွေလိုင်းစင်နဲ့ရှောင်းလိုက်နေမြေဟိုရှော့ကျမပါစီ သူတပါလည်းအောင်မှာအနှံ့ပေါ်မြတ်ဆုံးရံခွန်ပြနိုင်ခဲ့တဲ့အာရခပြည်သူလူထုတွေကိုဖိဖိမုန်တွေနဲ့အတူခလုံးကောင်းတွေနဲ့အတူအမရန်ဆုံးအကောင့်အထိပုံနိုင်ပါစေ။ယူလို့ဆုတောင်းမိတ်တာပို့တာပါတယ်ကိုရှောဂျပန်နိုင်ငံကိုရောက်နေတဲ့ကိုတန်းရွှေမောင်ကလည်းရခိတလန်စင်ကိုအလေးပေးဆုတောင်းခဲ့ပြီးခေပညာတွေနဲ့အသိပညာအသက်ပညာရှင်တွေကိုထုဆစ်မွေးထုတ်နိုင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေလို့မျှော်လင့်တဲ့ဆုတောင်းစကားပြောဆိုထားပါတယ်။ကောရဝဘ်ဒီနေ့ ရခတ်တမျိုးသားလော်ရီအောက်ကိုထိုက်ပါတော့အရကာအာမင်ခိုအရခတ်တတော်ကအမှုရှုပ်ယူအယ်အီပါတီအပွေးရှောအကူတာထောင်းမြင့်နိုင်လေးစကနေနေမွင်းနေမအရခတ်တမျိုးသားလုံးအိမက်ရဂီဒါလန်ဆိုင်ရပ်လွတ်လပ်တော့တရောမြသားတို့တိုတဲအောင်မန်တို့ခိုက်ပညာတန်တီနာအသိပညာအတတ်ပညာရှင်ကြီးကိုသူဆုံမွေးထောင်းနိုင်တော့ခေါင်းဆောင်တို့ခေါင်းဆောင်ကောင်းတယောက် ဖိတ်ပါစီလို့ကျွန်တော်ရန်တွင်းကစူတောင်းစတော့နဲ့ဝင်းနေလက်ဆောင်ပြေပါရီတမ်းမှုရှုပ်ကျမ်းမာပါစီဘောကျောက်ထောင်မြတ်နိုင်48နှစ်ပြည့်မွေးနေ့ကိုပြည်ရင်းပြည်ပရောက်ရှိနေတဲ့ရခိုင်တမျိုးသားလုံးကိုစားစွတ်တောင်းစကားတဲ့နေ့ကတချို့ကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ် ဗိုလ်ချုပ်ထွန်မြင့်နိုင်ဟာ1988ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာအဖဥရွှေမြအောင် အမိတော်မြတန်းတို့ကရခိုင်ပြည်စစ်တွေမျိုးဘောင်းတို့တာစုရက်ွက်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ဗိုလ်ချုပ်ထွန်မြင့်နိုင်က2009ခုနှစ်ဧပြီ10ရက်နေ့မှာရဲဘော်26ရောင်နဲ့အာရခသက်တော် ULAAA ကိုကချင်ပြည်နယ်မှာစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။လက်ရှိအချိန်မှာဗိုလ်ချုပ်ထွန်မြင့်နိုင်ဦးဆောင်တဲ့အာရခသက်တော်ဟာရခိုင်ပြည်ကမြို့နယ်14ခုနဲ့ချင်းပြည်နယ်ပလောဝမြို့ကိုလည်း သိမ်းပိုက်ထိန်ချုပ်ထားနိုင်ပြီလေဖြစ်ပါတယ်ရေပိုင်နဲ့အတွင်းကျူးကျော်ဝင်ရောက်ငါခိုးဖန်တဲ့ဘင်္ဂလားဒေ့ရှ်ငါဖန်သမား6ဦးကိုနိုဝင်ဘာ9ရက်ညနေ3:00ခွဲခန့်မှာဖမ်းမိခဲ့တယ်လို့ APN သတင်းမှာဖော်ပြထားပါတယ်။ ငါဖမ်းသမား6ဦးဟာဆက်လီတစည်းနဲ့ဝင်ရောက်ငါခိုးဖမ်းစဉ်ဆက်ပြက်ပြီးမောင်တော်မြို့နယ်အလေတန်ကျော်ချောင်းဝကန်ဆက်မှာကြောက်ချရက်တန့်ထားချိန်မှာအေအေရဲ့ကန်းချီဆောင်တက်ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ Bangladesh နိုင်ငံတကနာကျွန်းဘက်ကနေမောင်တော်မြို့နယ်ရှိရခိုင်ရေပိုင်နယ်အတွင်ဝင်ရောက်ငါခိုးဖမ်းတဲ့ငါဖမ်းသမား9ဦးကိုအော်တိုဘာ29ရက်နေ့ပိုင်းမှာအေအေကဖမ်းဆီးရမိခဲ့ပါတယ်။ မောင်တော်မြို့နယ်ရှိရခိုင်ရေပိုင်နယ်အတွင်ငါးခိုးဖမ်းနေတဲ့ Bangladesh ငါးဖမ်းသမား၄ဦးကိုလည်းအော်တိုဘာ28ရက်မနက်ပိုင်းမှာ AA ကဖမ်းမိရခဲ့ပြီးလက်ရှိမှာဖမ်းဆီးရမိတဲ့ Bangladesh ငါးဖမ်းသမားများကိုဥပဒေနဲ့အညီဆောင်ရနိုင်ရန် AA ကထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။မတ်တစ်ဖောင်တော်စိတ်ကံကိုတင်ပြီးကားနဲ့ပို့ဆောင်ပြီးတော့ထပ်မံဖြည့်တင်ခဲ့တာလို့မြို့ကန်တယောက်ကနေရီဆိုတာကိုပြောပါရယ် လက်နက်ခဲယမ်းတွေကိုအင်စီကားတွေနဲ့တင်တယ်စစ်သားအင်အားတွေကိုကားအကြီးကြီးတွေနဲ့တင်တာတွေ့တယ်ဥတည်သွားတာကရဲတပ်ရင်30နှစ်ကိုသွားတာလို့ပြောပါတယ်လက်ရှိကြောက်ဖြူမှာအာရခတပ်တော်အေအေနဲ့အကြမ်းဖက်စစ်တပ်တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားတွေတပ်ရင်လိုက်သိမ်းဆုပ်မှုတွေရှိနေတယ်လို့တိုက်ပွဲတွေမှာအကြအဆုံများလာတဲ့အတွက်အကြမ်းဖက်စစ်တပ်ကအခုလိုအင်အားဖြည့်သိမ်းနေရတာလို့မြေပြင်သတင်းရင်းမြစ်တစ်ယောက်ကနရစ်စရာကိုပြောပါတယ် လက်ရှိတိုက်ပွဲတွေမှာရဲတပ်ရင်30နှစ်ကစုဖွဲ့ထားတဲ့စစ်ကြောင်းကအင်အား300ခန့်နဲ့တိုင်းချောင်းကျွော်ဘက်ကိုဥတီစစ်ကြောင်းထိုးလာတာကြောင့် AA နဲ့အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတဲ့ဖက်ရီတပ်ကကပ်ပလီပင်လယ်မြောက်ပိုင်းနေမျိုးအနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစစ်ရေးလေ့ကျင့်မယ်လို့သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ10ရက်ကနေ14ရက်အထိရေပင်ဝေဟင်းရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကိုပြုလုပ်သွားမယ်လို့နိုဝင်ဘာ9ရက်ထုတ်စစ်ကော်မရှင်ရဲ့သတင်းစာရီမှာထည့်သွင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီစစ်ရေးလေ့ကျင့်ရေးလုပ်မဲ့နေရာဟာရေမိုင်60ပတ်လည်အကျယ်အဝန်းရှိပြီးလေ့ကျင့်ရေး area ဟာကပူစာကျောအနောက်ဘက်10မိုင်အကွာကနေစမယ်လို့သိရပါတယ်။လေ့ကျင့်ရေးပြုလုပ်နေခြင်းအဲ့ဒီ area ကနေ9မိုင်ပတ်လည်မှာတင်မော်ရီဆက်လီရီ9ဖန်တင်မော်ရီစစ်တပ်တပ်မှန်တွေဖြတ်တန်းသွားလာတာရက်နာထားတာ9ဖန်ပြည်စီချထားတာတွေမရှိစေဖို့နဲ့နေရင်ရဟတ်ရင်တွေအထက်အမြင့်ပေတပေါင်းခွဲအောက်ကဖြတ်ကျော်ပြန်တန်းတာမပြုကြဘူးလေစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ် ကုန်တင်လျင်တစည်းဟာအင်ကာနေကကင်တက်ကီပြည်နယ်လူးဝစ်စ်ဘီအပီဘီဆိုင်ရာလေဆိပ်ကနေပြန်တက်ပြီးမကြာမီမှာပြတ်ကျခဲ့တာလေဆိပ်အနေရှိစီးပွားရေးလုပ်ငန်းတွေကိုဝင်တိုက်မိရာကနေမီးလောင်ပောက်ကွယ်သွားပြီးနောက်အနည်းဆုံးလူခဏဦးသေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ AFP သတင်းကဖော်ပြပါဗျာ။ ဟာဝိုင်အီကိုထွက်ခွာလာတဲ့လေယာဉ်ဟာဒေတာဆန်တော်ချိန်ညနေ9:55အချိန်ကမှပြတ်ကျခဲ့တယ်လို့ American Federal League ကြောင့်စီမံခန့်ခွဲရေးဌာန FAA ကပြောကြားပါတယ်။ Kentucky ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့တိတ်ဆုံးသူနဲ့တရားရရှိသူအရေးအတွက်မြင့်တက်လာမယ်လို့မျှော်လင့်ထားတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့မီးလောင်မှုကိုငြိမ်းသက်ဖို့နဲ့မီးလောင်ရတဲ့အကြောင်းအရင်းကိုစုံစမ်းစစ်ဆေးမှုကိုဆက်လက်လှုပ်ဆောင်ဖို့ကြိုးစားနေကြတယ်လို့အင်ကာနေညမှာ ူ့ရဲ့ Twitter မှာ post ရေးသားခဲ့ပါတယ်။ UPS ကလေးရင်ပေါ်မှာ လေးရင်အမှုရန်တော့ဦးလိုက်ပါလာခဲ့တယ်လို့ကြေညာချက် သောင်းမှာဖော်ပြထားပါတယ်။ဒေတာကန်ရုပ်တံထုတ်လွှင့်သူတယောက်များဝေထားတဲ့ဗီဒီယိုမှာလေးရင်ရဲ့ဘယ်ဘက် engine မီးလောင်နေတာကိုမြင်တွေ့ရပါတယ်။လေဟာပြန်တက်ပြီးနောက်လေရင်ခွေးရဲ့တောင်ဘက်၃မိုင်အကွာမှာပြတ်ကျသွားခဲ့တယ်လို့လေစိတ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်